မင်္ဂလာပါချွင်ပါရစ်ဒီနေ့ကစနေနေ့မှာတငယ်ချင်းတွေနဲ့အတူတူဘာဘီကျူးလုပ်စားတဲ့အကြောင်းကအေးစစ်ပပပပလေးပေါ့နော်ဟဲ့မိုက်တယ် Hi. Hi. Hello. It's my new friend of today. Nice to meet you. နိုင်ငံသားမှနေရတဲ့ဘဝရှင်သန်ခြင်းအကြောင်းတွေမျှဝေကြမယ်။ ခုတငယ်ချင်းအိမ်ကိုသွားနေတာပါပြိပမာနေရတဲ့ပကြီးဆရာတယောက်ရဲ့ဘဝကကတလေအထီးကျန်တာမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့ဒီကြလို့ရှိရင်တငယ်ချင်းတွေရှာရတယ်ဘဝကိုပြန်ပြီးတော့တစ်ကနေပြန်ပြီးတည်ဆောက်ရတယ်ငယ်ငယ်တော့ကခင်ခဲ့တဲ့တငယ်ချင်းတွေလည်းဒီမှာကုန်နဲ့အတူတူရှိနေတာမျိုးမဟုတ်တော့ကိုယ့်ရဲ့အဝင်းအဝိုင်းတွေတငယ်ချင်းအပေါင်းအသင်းတွေကိုပြန်ပြီးတော့တည်ဆောက်ရတာမျိုးပါ အဝေးတနေရာမှာတွားရောက်ခြေချကြရတဲ့အနုပညာသမားပကြီးသမားတွေအတွက်ချူရဲ့အတွေ့အကြုံနဲ့ရှင်ပြီးတော့အကြံဉာဏ်လေးတချို့မျှဝေလိုက်ပါတယ်။တာဒါ Hello Barbecue time Paris မှာနေလို့ရှိရင်အများရန်ကြီးကြီးမားမားလှုပ်လှုပ်ရှားရှားတွေပဲရှိပြီးတော့အတိတ်ပဲရှိတာတခုခုဖန်တီးနေရမယ်ဆိုရယ်ဖီအားကိုခံစားရတတ်တယ်။ Okay so, so we having a problem?

ဖန်တီးမှုဆိုတာလေကောင်းလေတက်လိုအပ်တယ်။ပကြီးဆွဲတဲ့ကင်းဘက်အပြင်ဘက်ကဘွားကိုလည်းတကယ်ကိုလိုအပ်ပါတယ်။တခါလေကြလို့ရှိရင် artist တွေထင်တာကအတိတ်ပဲရှိတဲ့စကားဝိုင်းတွေကတခြားအနုပညာရှင်တွေနဲ့ပဲဖြစ်ရမယ်လို့မထင်နဲ့တော့။ ကိုနဲ့လုံးဝမတူတဲ့တခြားမျိုးတိတိလေးရလာတဲ့လူကိုနားမလဲတဲ့ဘာသာစကားပြောတဲ့သူပြီးလို့ရှိရင်ကိုနဲ့လုံးဝမရင်းနှီးတဲ့နိုင်ငံတစ်ခုကလာတဲ့တငယ်ချင်းတစ်ယောက်နဲ့စကားပြောခွင့်ရတာလည်းအများကြီးသင်ခန်းစာတွေလေ့လာခွင့်ရနိုင်ပါတယ်လူတိုင်းမှာဇလန်တစ်ပုဒ်စီရှိကြတယ်ဒါတွေကအမှုပညာရဲ့ကုန်ချမ်းပစ္စည်းလေးတွေပါမိုက်ကရမ်းစားပြီးတော့ပရင့်တက်ရောက်စားကြည့်လေ။အပါမြန်မာ တင်းငယ်တဲ့ခိုက်တံလေးတွေကိုလည်းပို့ပြီးတော့တံပိုးထားတက်လာတယ်။အိမ်ကဝေးဝေးမှနေထိုင်ရတဲ့အခါမှာလှပတဲ့အရာတွေကပြားလိုက်ပြီးပြာကန်းနေထဲမှာပဲရှိရဲဆိုပြီးတော့ထင်ရမှာမျိုးမဟုတ်ဘူး။နောက်ပိုင်းမှာတိလာရတာတကယ်တော့ဒီလိုတင်းငယ်တဲ့အရာလေးတွေကလည်းကိုရီကိုပို့ပြီးတော့လူသားဆန်စေတဲ့အရာလေးတွေပါ။ Welcome to Paris! Welcome to Paris! Welcome to Paris. Paris. အမေချွတ်ချန်နယ်ကအခုတော့ subscriber 600လောက်ရှိနေပြီ။ဟုတ်လား။ Okay ။ပြပြချင်းပေါ့။အဲ့တော့ဆင်တော့မအရေးကြီးဘူး။ ်ဒီတစ်ခါတင်တဲ့ဗီဒီယိုဆိုလို့ရှိရင်နှစ်ရက်တိုင်းကြည့်ရလေးလား watch က၄ရက်တော့ပါဟုတ်လားမဆုံးတော့နိုင်ငံတစ်တစ်ခုမှာအိမ်လို့ခံစားရဖို့တကယ်အချိန်ယူပါတယ်ဒါကပြဿနာမဟုတ်ပါဘူးတော်တော်များများလည်းအချိန်ယူရပါတယ်နိုင်ငံခြားမှာအခြေချပြီဆိုလို့ရှိရင်ဇက်တိုက်ဇက်တိုက်အလုပ်တစ်ခုကိုစူးစမ်းရမယ်အခြေချရမယ်ဆိုပြီးတော့ထင်နေတတ်တယ်ဒါကြောင့်တစ်ခါလေကိုယ်စိတ်ကိုအနာပေးဖို့အနာယူဖို့လည်းကြောက်နေတတ်ကြတယ်အမှုပညာကိုခဏရန်နာလိုက်ဖို့လည်းမကြောက်ပါနဲ့ကိုပြန်ပြီးတော့ဖန်တီးဖို့ အဆင်သင့်ဖြစ်တဲ့အခါမှာ Paris မြို့ကလည်းဒီတိုင်းရှိနေပါမှာဒီမြို့ကြီးကလည်းဒီတိုင်းရှိနေမှာပါတခါတလေမှာအနားယူခြင်းရလဲဖန်တီးမှုရဲ့တစိုက်တစ်ပိုင်းမှာပဲအနားယူလိုက်တာလမ်းပြောက်သွားတာမဟုတ်ဘူးဒါကနောက်လမ်းအတွက်ဆန်းအားစိတ်ခွန်အားနဲ့အတွေ့အကြုံတွေကိုစူးစီးနေတာပါ တခါလေနိုင်ငံသားမှာဘဝတစ်ကိုတစ်ကနေစပြီးတော့အခြေချတဲ့အခါကြလို့ရှိရင်ကိုဖြစ်ချင်တဲ့အနာဂတ်ကိုပဲအာရုံစူးစိုက်နေတဲ့အခါတော်တော်များများအောင်မေ့ထားတတ်ကြတယ်။တခါလေတငယ်ချင်းတွေရှိဖို့မိတ်ဆွေအပေါင်းအသင်းတွေရှိဖို့လည်းမေ့ထားတတ်ကြတယ်။တကယ်တမ်းတော့တငယ်ချင်းတွေမိတ်ဆွေအပေါင်းအသင်းတွေဆိုတာကိုယ့်ဘဝကိုနေရောင်ခြည်လေးတွေယူလာပေးတယ်လို့ပဲသူတို့မရှိလို့ရှိရင်ဒီမျိုးကဘလောက်ပဲလှနေပါစေစေမိခိုးရောင်ရင်လို့ဖြစ်နေတယ်ပေါ့နော်။ဒါကြောင့်တော်တော်များများမြန်မာတွေဆိုလို့ရှိရင်လည်းနိုင်ငံသားတွေမှာပြောင်းပြီးအရှိချကြရတယ်ဆိုလို့ရှိရင်အထူးကျန်တာမျိုးမပြောရမ ျိုးဖြစ်တယ်။မြို့ဟာလှရဲတာရဲအကုန်လုံးတိုးတက်ပြီးမှမပြောကြဘူး။ဘာဖြစ်လို့လဲဆိုတော့ကိုချစ်တဲ့ခင်တဲ့လူတွေတငယ်ချင်းတွေမရှိတဲ့အတွက်ကြောင့်ပေါ့နော်။ဒါကြောင့်တငယ်ချင်းတွေရှိဖို့တငယ်ချင်းအစ်တတွေနဲ့တွေ့ဖို့လူအစ်တတွေနဲ့တွေ့ဖို့ Yes. အဲ့ဒါအများကြီးလိုအပ်ပါတယ်။ Okay. This is a special thing. Your specialty or is the traditional food? Um, ampu. it's um, it's a bit traditional like i did when i was small uh, no, it's a no, german tradition of bread bread ဥပမာ Paris ဆိုလို့ရှိရင်ရမ်းလာတယ်ဒါပေမဲ့တခါလေကိုတယောက်တည်းလေးဖြစ်နေတတ်တယ်ဒီမှာဆိုလို့ရှိရင်လူအဝင်အထွက်တရားရမ်းများတယ်လူတွေကလာကြတယ်ပြန်သွားတယ်ဒီမှာအများရန်တူတူရှိနေဖို့ဆိုတာတော်တော်လေးခင်းရင်နေပေါ့နော် Okay. Very big. Is Normally, like kids all just use um, a stick from from the wood and then. From the wood. But this more advanced version. Yeah. Yes. And when do you put the uh, the batter? Uh, After. After. When. Cool. Mm. Okay. Is it clean water? Yeah, it's from the rain. I think it's nearly oh. cold. Maybe. Yeah. <laughs> အခုချိန်မှာဒီတငယ်ချင်းတွေနဲ့အတူတူရှိနေပြီမဲ့နောက်ဘယ်နေပဲအချိန်မှာသူတို့ဘယ်ကိုပြောင်းရွှေ့သွားမလဲကိုကဘယ်နေရောပြောင်းရွှေ့သွားမလဲဆိုတာမသိနိုင်ဘူးဒီမှာဆိုလို့ရှိရင်အာပြောင်းရွှေ့ပြီးတော့လူအစ်တတွေအများကြီးရောက်နေကြရတဲ့မျိုးပေါ့နော်ဘာပဲဖြစ်ဖြစ်ဒီလိုအတူတူရှိနေတဲ့အချိန်လေးမှာဆိုလို့ရှိရင်ဒီလက်ရှိကိုရီးယားဘဝကိုအတူတူမျှဝေပြီးတော့ခံစားလို့ရတယ်တယောက်ကိုတယောက်ဖေးမှပြီးတော့ကွန်တီလို့ရတယ်ဒီလိုအမတ်တရလေးတွေရာလဲ ကိုယ့်ဘဝကိုရှေ့ဆက်နိုင်ဖို့အတွက်ကူညီနေတဲ့အရာလေးတွေပါပဲ Yes good look it's like this ဒီထဲကနေပြီးတော့လဲအမှုပညာရဲ့အများကြီးကိုစတင်လာနိုင်ပါတယ်။တခါလေအမှုပညာဆိုတာကပကြီဆွဲတဲ့အခန်းထဲမှာပဲစတာမဟုတ်ဘဲနဲ့မိတ်ဆွေပေါင်းတင်တွေမှာတိတ်ဆိတ်တဲ့ညတွေမှာပြီးတော့ဆက်လက်ပြီးရှင်သန်ဖို့တက်တီတွေမှာ အမှုပညာတွေကိုရှာတွေ့နိုင်ပါတယ်။အပေါင်းအသင်းတွေအတိမိတ်ဆွေတွေရှိတာစိတ်တက်ကြနေတဲ့အချိန်ကိုဘေးမှာတစ်ခုခုလိုအပ်နေတဲ့အချိန်သူတို့နဲ့စကားပြောလိုက်ရတာလည်းခွန်အားတစ်ခုရှိစေပါတယ်။တငယ်ချင်းတစ်တည်းလူအစ်စ်တွေနဲ့တွေ့ရတာလည်း အများကြီးလေးလာစူးစမ်းစရာကောင်းတယ်မတူညီတဲ့နောက်ခံတွေဘဝတွေနိုင်ငံတွေဘာသာစကားတွေယာနေလာကြတဲ့အခါမှာအမြင်အမျိုးမျိုးအတွေ့အကြုံအမျိုးမျိုးကိုမတိသေးတဲ့အကြောင်းအရာတွေအများကြီးကိုသိရကြရတဲ့အတွက်ကိုရဲ့ဖန်တီးမှုရဲ့အတွေ့အုံခေါပုံတွေလည်းအများကြီးပြောင်းလဲလာမှုရှိတယ်ပြောနေရင်လည်းနောက်ကျတဲ့တငယ်ချင်းတရားအခုပဲရောက်လာတယ်။ Here is really Oh no. No no no. no, no.

Samé. Samé, Samé. Samé, Samé. Ah oui. Samé. Oh là oh oh là. <laughs> This is so French. Samé. Mon prénom de mon frère. Ah, super. Samere, super. Ah, bah, c'est plus simple. En. Okay. Enchanté. Ok, okay. Ça, fait ça fait longtemps. Oui, ça fait longtemps. Yeah. ဒီနေ့ပန်းချန်လေးထဲမှာဘာဘီကျူးလုပ်စားတဲ့နေ့မှာမြန်မာဂျာမနီပြင်သစ်အာဖဂန်နစ္စတန်ကဘာအရရက်ကတငယ်ချင်းတွေဒီချန်လေးထဲမှာလာပြီးတော့စုမိနေကြတာတခါလေတွေးကြည့်လို့ရှိရင်ဘဝအံ့ဩစရာကောင်းတယ်နော် Wow, a bit tight? That's so amazing. Is it your size? Good size? Um establishment လွန်ခဲ့တဲ့နှစ်တွေတုန်းကဆိုလို့ရှိရင်ဒူလီတို့အကောင်လုံးဒီတိနေရာထဲမှာအတူတူစုပြီးတော့စကားတွေပြောကြရမယ်အချိန်တွေအတူတူဖြုံးခဲ့ရလိုက်မယ်လို့တွေးချင်မှတွေးခဲ့မိလိမ့်မယ်ဒါပေမဲ့အခုချိန်မှာတော့သူတို့အားလုံးကအတူတူရှိနေကြတယ်အားလုံးကလည်းကိုရီးယားအိမ်ရဲ့အဝေးမှာ ရှိနေကြတဲ့လူတွေကြီးပဲ။ ဒါကြောင့်အိမ်နဲ့ဝေးမှနေရတဲ့ခန်းစားချက်တွေကိုလည်းနားလည်တယ်။တငယ်ချင်းတွေရဲ့တံပိုးထားရတာ၊ကူညီတာကိုလည်းနားလည်ကြတယ်။ဒီမှာချင်းချင်းနှွေးနှွေးထွေးထွေးနဲ့ဂားတွေပြောကြတဲ့အချိန်တွေဖြုန်းကြတယ်။အတူတူမျှဝေကြတယ်။ကျူးဆိုရင်လည်းဒီဗီဒီယိုထဲမှာ YouTube ဆောက်လောက်ခါစားအချိန်လေးဆိုတော့ True ရဲ့ YouTube ကြောင်းတော်တော်လေးပြောတယ်သူတို့လည်းဒါကိုတော်တော်လေးတန်းခံပြီးတော့နားထောင်ပေးရရှာမှာပဲ ဲ့ဒီအချိန်မှာတော့ YouTube လေးကိုပဲစိတ်ဝင်စားနေရဆိုတော့ YouTube ကြောင့်တော့တော်တော်ပြောပြခဲ့မှထင်တယ်။ Bye bye guys. Bye. 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 Non, si tu veux tu peux rester. နေရောင်နေပြောက်သွားတဲ့အချိန်လေးထီကိုထိုင်ပြီးတော့စကားတွေအများကြီးပြောပြခဲ့ကြတယ်။ကဲခုတော့အိမ်ပြန်ဖို့အချိန်ရောက်ပြီ။ ပြန်တော့မယ်ဆိုပြီးတော့နှုတ်ဆက်နေရ3လကလောက်ရှိပြီးလူမစုံသေးဘူးနည်းနည်းလေးထပ်ဆောင်ရအောင်မယ်ဘာလို့ရည်ရည်ရပါချောမနေ့ပြန်ကြလို့ရှိရင်ခြူတို့ပကြီးဆွဲဖို့စာရေးဖို့ရှာဖေးဖို့ထပ်ပြီးတော့ဆက်ပြီးစူးစမ်းကြမယ်ဒါပေမဲ့ဒီညလေးမှာတော့အားလုံးအတူတူရှိနေကြတယ်ဒီလောက်ဆိုရင်ပဲလုံလောက်နေပါပြီ See you next week အားကြောဘာ